မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာအစီအစဉ်ကနေအားလုံးကိုတဖန်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့မနက်မှာအားလုံးကိုခွန်အားပေးခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ဒုက္ခဆင်းရဲထဲမှဖယားသခင်ကို မြင်လာခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ငါခွန်အားပေးခြင်းတာဖြစ်ပါတယ်အချီးပြုခြင်းတကြံအနေနဲ့ယောဘဝတ္ထု အခန်းကြီး40နှစ်အငယ်9ဖြစ်ပါတယ်ကျွန်တော်ဖတ်ပြမယ်နော် ။တည်င်းတော်ကို အကျွန်ုပ်ဒီနားနဲ့ကြားဖို့ပါပြီ။ယခုမူကားကိုတော်ကိုမျက်စိနဲ့မြင်ရပါ၏။ယောဘရဲ့စကားဖြစ်ပါတယ်။ယောဘကဘာကိုပြောနေရလဲဆိုတော့ဖယားသခင်ကိုတဲ့အရင်တော့ကကြားပဲကြားဘူးတာတဲ့။ဖယားသခင်ရဲ့အကြောင်းကိုလည်းအရင်တော့ကကြားပဲကြားဘူးတာတဲ့။ဒါပေမဲ့အခုကျွန်တော်ဒုက္ခဆင်းရဲခံလာရတဲ့အခါမှာဖယားသခင်နဲ့နဖူးတွေ့ဒူးတွေ့တွေ့ခွင့်ရပြီတဲ့ ဒါကြောင့်ယောဘကဘယ်လိုပြောလဲဆိုရင်ဖယားသခင်ရဲ့တည်င်းတော်အကြောင်းကိုကျွန်တော်အရင်တော့နားနဲ့ပဲကြားဘူးတယ်တဲ့ယခုမူကကိုတော်ကိုမျက်စိနဲ့မြင်ရပါပြီဒီမှာပြောတဲ့ကိုတော်ကို မျက်စိနဲ့မြင်ရပါပြီဆိုတာမျက်စိနဲ့တကက်ဖယားသခင်ဘယ်လိုဖြစ်ကြောင်းကိုမြင်ရတာပြောတာမဟုတ်ဘူးဖယားသခင်ငါ့ကိုဘလို့ပို့ဆောင်တယ်လေဖယားသခင်ဘလို့ငါ့ကိုကောင်းကြီးပေးနေရလဲဖယားသခင်ငါ့ကိုဘလို့အာအတူပါရှိပေးနေရလဲဘလို့နှစ်သိပ်ပေးနေရလဲဆိုတာ နဖူးတွေ့ဒူးတွေ့အတ္တာမှာခံစားရတာတက်တည်ရတာအဲ့ဒါကိုပြောတာယောဘရဲ့အကြောင်းကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်မနေ့တနေ့ကလည်းပြောပြီးသွားပြီနော်ယောဘရဲ့အတ္တာမှာအိုးဒုက္ခပြတနာပေါင်း16000လောက်တစ်ချိန်တစ်ခါတည်းမှာဝုန်းတိုင်းဆိုလို ခံရတယ်ကျွန်တော်လူအနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ယောဘနေရာဝင်စားကြည့်ခံစားကြည့်ကျွန်တော်တို့ခံစားနိုင်မှာမဟုတ်ဒါပေမဲ့ယောဘကတော့အဲ့ဒီအရာတွေကိုဂျေဇုတော်ချီးမွမ်းခြင်းနဲ့အောင်မြင်သွားတယ် အောင်မြင်သွားတဲ့အခါမှာ तू နောက်ဆုံးမှဘယ်စကားပြောလဲဆိုတော့အခုကျွန်တော်ဖတ်သွားတဲ့ကျမ်းစကားကို तू ပြောသွားတယ်ကျွန်တော်ဒီကိစ္စကိုကြုံပြီးတဲ့အခါမှာတဲ့ဖယားသခင်ကိုနဖူးတွေ့ဒူးတွေ့လက်တွေ့တွေ့ခဲ့ပြီးတဲ့ဖယားသခင်ဘလောက်ကောင်းမြတ်ကြောင်းကျွန်တော်လက်တွေ့တက်တေရခဲ့ပြီးဖယားသခင်ဒီငါ့ကိုဘလို့ကူညီမဆပြီးမှဘလို့ကွဲကာဆောင်းမကြောင်းဘလို့ကောင်းကြီးပေးကြောင်းလက်တွေ့ငါတွေ့ခဲ့ရပြီးတဲ့ဟာလေလုယဒါယောဘရဲ့အတ္တတာ အခုတင်တဲ့ကျွန်တော်ရဲ့အသက်တာကိုလည်းကျွန်တော်ခွန်အားပေးခြင်းနဲ့ခွန်အားယူစေခြင်းနဲ့ဒီကျန်းစာကနေဘယ်လိုခွန်အားယူရမလဲဆိုတော့ကျွန်တော်တို့အသက်တာမှာလည်းယောပါလောက်မဟုတ်ရင်တော့မှယောပခံရတာမျိုးဒုက္ခဆင်းရဲခြင်းကျွန်တော်တို့ခံရတတ်တယ်ဟုတ်တယ်နော်တေကွဲကွဲရခြင်းမိသားစုတွေနဲ့ရှင်ကွဲကွဲရခြင်းမိသားစုတွေနဲ့ဩစစ်မဲ့ဘေးဒဏ် ဩစစ်ပြေဒုက္ခနော်ယောဂဗယမိသားစုပြတနာဟိုပြတနာဒီပြတနာစင်းရဲဒုက္ခအမျိုးမျိုးကျွန်တော်တို့ကြုံရတတ်တဲ့အသက်ရှင်တဲ့ခါမှာအဲ့ဒီလိုစင်းရဲဒုက္ခအမျိုးမျိုးကြုံတဲ့သူကိုကျွန်တော်ခွန်အားပေးခြင်းနဲ့နှစ်သိပ်ပေးခြင်းနဲ့ဟုတ်ပါတယ်စင်းရဲဒုက္ခကိုကျွန်တော်လည်းမလိုချင်ဘူးအားလုံးလည်းလိုချင်မှာမဟုတ်ဘူးကျွန်တော်ကျမတို့ကစင်းရဲဒုက္ခကိုမလိုချင်ဘူးကောင်းကြီးမင်္ဂလာပဲလိုချင်တယ်ဒါပေမဲ့လောကမှာအသက်ရှင်တဲ့အခါမှာဆင်းရဲဒုက္ခကြုံကိုကြုံမယ်ဆိုတာသခင်ယေရှုခရစ်တော်ပြောခဲ့တယ်လေ ဒါကြောင့်ယုံကြည်သူခရိယန်တွေလည်းဆင်းရဲဒုက္ခကြုံမလားမကြုံလားကြုံပါတယ်ကြုံပါတယ်အဲ့ဒီလိုကြုံတဲ့အခါမှာကျွန်တော်ခွန်အားလေးပေးခြင်းတယ်နှစ်သိပ်စကားလေးပြောခြင်းတယ်ဒုက္ခဆင်းရဲကမကောင်းတာအများကြီးပါတယ်ဆိုပေမဲ့ဒုက္ခဆင်းရဲတွေကနေကျွန်တော်တို့အတွက်ကောင်းတာတွေလည်းပါလာတတ်ပါတယ်ဥမာယောဘအတ္တတာလို့ပေါ့နော် ဒုက္ခဆင်းရဲကိုကြုံပြီးတဲ့နောက်ပိုင်းမှာဖရာသခင်ကိုလက်တွေ့နဖူးတွေ့ဒူးတွေ့တက်တေရလာတယ်ဖရာသခင်ကိုမြင်လာတယ်အရင်တော့ကကြားပဲကြားဘူးတာကိုယ်တိုင်ဒုက္ခဆင်းရဲကြုံလာတဲ့အခါမှာကိုယ်တိုင်ဆုတောင်းတဲ့အခါမှာဖရာသခင်ကဘယ်လိုပို့ဆောင်တယ်လဲဆိုတော့ကိုယ်တိုင်ခါတီချင်းတွေကြားထဲမှာဖယားသခင်ရဲ့ကြီးစုတော်ကိုမြင်လာတယ်။ဖယားသခင်ရဲ့နှစ်သိမ့်ချင်းကောင်းကြီးမင်္ဂလာကိုလက်တွေ့ခံစားရတယ်။ဟာလေလုယ။ဒါကကောင်းမွန်ခြင်းတစ်ခုပဲ မှန်ပါတဲ့ဆင်းရဲဒုက္ခကျွန်တော်တို့အတွက်မကောင်းဘူး။ဒါပေမဲ့ဆင်းရဲဒုက္ခကကျွန်တော်တို့ကိုဖျားသခင်ကိုတာ၍နီးဆက်စေတယ်ဆိုရင်ဒါကကျွန်တော်တို့အတွက်သင်ခန်းစာယူစရာကြီးကြီးမားမားရှိပါတယ်။တချို့လူတွေကဟိုပုံမှန်ဒုက္ခဆင်းရဲမရှိတဲ့ခါမှာဖျားကိုဆုတောင်းဖို့နေနေတတချမ်းစာတော့မှတစ်နှစ်လုံးမှတစ်ခါမှမဖတ်ဘူး။အဲ့လိုပဲပြစ်ထားတာ။ကျမ်းစာတော့ရှိတယ်ဒါပေမဲ့အဲ့လိုပဲပြစ်ထားတာ။ဟိုဖျားကြောင်းဆိုတစ်ခါမှမသွားဘူးဆုတောင်းဖို့နေနေတတဟို အိမ်မှာလည်းစုမတောင်းကျန်းစာလည်းမဖတ်ဘူးတပတ်တစ်ခါဖျားကြောင်းလည်းမသွားဘူးနှုတ်ကပတ်တော်လည်းနေ့တိုင်းမကြားရတာမဟုတ်ဘူးကြားလို့ရတယ်ကြည်လို့ရတယ်ဒါပေမဲ့ तू ကနားမထောင်တာဘာလို့လဲဆိုတော့သူ့အတ္တထဲမှာဒုက္ခဆင်းရဲမှမရှိတာ तू ဖျားကိုမတဘူးမတဘူးသူ့အတွက်အစဉ်ပြေနေတယ် ဒါပေမဲ့ဒုက္ခဆင်းရဲရောက်လာတဲ့အခါမှာ तू ကဖယားကိုရှစ်ခိုးတက်လာတယ်။ဒုက္ခဆင်းရဲရောက်လာတဲ့အခါမှာဖယားကိုရှာတက်လာတယ်။ဒုက္ခဆင်းရဲကြုံလာတဲ့အခါမှာကျင်းစာဖတ်တက်လာတယ်။ဒုက္ခဆင်းရဲကြုံလာတဲ့အခါမှာဒုက္ခဆင်းရဲကြားထဲမှာဖယားကိုဆုတောင်းတက်လာတယ်။ဖယားရေကဲပါကဲပါကဲပါပြောတက်လာတယ်။ဒါကကျွန်တော်တို့ဒုက္ခဆင်းရဲတွေကနေရတဲ့သင်ခန်းစာပဲ။ဒါကျွန်တော်တို့အတွက်ဖယားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာ။မကောင်းမှုအများကြီးထဲကကောင်းကြီးမင်္ဂလာတစ်ခုလိုခံယူလို့ရတယ်။ ဒါကြောင့်ချစ်တော်ညီကိုမောင်တော်မတို့တင်အခုဘာကြုံနေရလဲဘာအန်တရဲကြုံနေရလဲဘလောက်ခေရင်ဆိုးရုပ်တဲ့အရာကြုံနေရလဲကျွန်တော်ပြောပြမယ်အဲ့ဒီခေရင်ဆိုးရုပ်လာတဲ့အန်တရဲကနေဖယားသခင်ကိုတင်ဟိုတိုးဝင်တက်လာတယ်ဖယားကိုရှာတက်လာတယ်ကျန်းစာဖတ်တက်လာတယ်ဆုတောင်းတက်လာတယ်ဟိုနှုတ်ကပတ်တော်အမြဲတမ်းခံယူတက်လာတယ်ဆိုရင်ဒါမကောင်းမှုအများကြီးထဲကကောင်းခြင်းတစ်ခုပဲတင်ကျေးဇူးတော်ချီးမွမ်းလိုက်ပါတာ ဖခင်ကဒီဒုက္ခဆင်းရဲတွေနဲ့တင်းရဲ့ဝိညာဉ်ကြီးရောက်ကိုလည်းပဲမြင့်တင်ပေးသလိုတင့်ကိုဖခင်စီမှာဆွဲဆွဲခေါ်လေးရှိတယ်။ဒါဖခင်တင့်အပေါ်မှာထားတဲ့ဂျေဇုတော်တမျိုးပဲ။ဒါကြောင့်ဒုက္ခဆင်းရဲကမကောင်းဘူးဆိုပေမဲ့တခါတလေဒုက္ခဆင်းရဲကကျွန်တော်တို့အပြစ်ကနေနောင်တရခွင့်ကိုပေးတာဖြစ်ပါတယ်။ဥပမာကျွန်တော်တို့အခုအာဖြစ်နေတဲ့စစ်မဲ့ဘေးဒဏ်တော့လောက်ကైကွန်းလုံးနန့်ခမ်းဒီရှမ်းမြောက်မှာဖြစ်နေတဲ့အာစစ်မဲ့ထဲမှာတချို့လူငယ်တွေနောင်တရခွင့်ရတယ် အားလုံးပြောတာမဟုတ်တော့တချို့လူငယ်တွေအရင်တော့တချို့လူငယ်တွေက online game ကြားဖြန့်ဆိုတဲ့နေရာမှာအလုပ်လုပ်နေကြတယ်။စဖြန့်ဆိုတဲ့အသေးပဲကပါလေလိန်လေလက်ဖြားချင်းလို့အသေးပဲရတယ်။ယုံကြည်သူတွေအများကြီးဟိုလောက်ကై online game เนาะ online ကြားဖြန့်မှာအလုပ်လုပ်နေတယ်เนาะမြဝတ်ဒီ online ကြားဖြန့်မှာအလုပ်လုပ်နေတယ်เนาะရှမ်းမြောက် community ကြားဖြန့်မှာအများကြီးယုံကြည်သူတွေအလုပ်လုပ်နေတာ အခုဒီလိုကြုံလာတဲ့အခါမှာဒါဖျားတခင်မနစ်သက်ဘူးဆိုတာတို့နောင်တရခွင့်ရတယ်။အရင်တော့ကကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်တို့မုံတဲ့သူတွေတော့အများကြီးရှိတယ်နော်။ဒါပေမဲ့ဖျားတခင်ကအလုလုလာလို့ရှိရင်သူ့ရဲ့လူတွေကိုသူနောင်တရခွင့်ပေးတယ်။ဒီတခါမှနောင်တမရလို့ရှိရင်နောက်တခါနောင်တရဖို့မလွယ်တော့ဘူး။ဒါကြောင့်ဒီ online ကြားဖြန့်ထဲမှာအလုလုနေတဲ့ခရီးရန်လူငယ်မောင်မယ်တွေကိုကျွန်တော်ဒီကနေတွန်းတင်ခြင်းနဲ့တမာကျင်းစာအဖြစ်ဆုံးမစကားပြောခြင်းနဲ့အဲ့ဒါဖျားတခင်မကြိုက်ဘူးမလုပ်ပါနဲ့။ အခုဒီလိုမျိုးကြုံတဲ့အခါမှာဘုရားသခင်တင့်ကိုထွက်လာဖို့အခွင့်ပေးတာအမြန်ထွက်လာပါအမြန်နောင်တရပါဒီအရာတွေကလိန်လေလက်ဖြားတဲ့အလိုမျိုးလို့ဘုရားသခင်မနစ်သက်ဘူးယုံကြည်သူခရိယဟုတ်တယ်ဆိုရင်အဲ့ဒီကနေအမြန်ထွက်လာပါဒါဆိုရင်ဒီလိုခေရင်ဆိုးရွားလာတဲ့ကာလဂျားထဲကနေတင်ဘုရားစီမှာတိုးဝင်ခွင့်ရလိမ့်မယ်နောင်တရခွင့်ရလိမ့်မယ်ဘုရားသခင်တင့်ကိုကောင်းချီးပေးပါစေဟာလေလုယာနိဂုံးချုပ်ရအောင်ဒီကနေ့ပြောထားတဲ့ခေါင်းစဉ်က အခက်ခဲပြဿနာဒုက္ခဆင်းရဲကြားထဲကနေဖရာသခင်ကိုမြင်လာနိုင်တယ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ခွာပြီးသွားတာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒုက္ခဆင်းရဲပြဿနာအမျိုးမျိုးကြုံလာတဲ့အခါမှာကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာကိုဖရာသခင်ကလေပဲတဆင်းမြင်ဖို့နောက်ပြီးတော့မှကျွန်တော်တို့ကိုယ်တိုင်ဒုက္ခဆင်းရဲကြုံတဲ့အခါမှာဖရာသခင်ကိုလက်တွေ့နဖူးတွေ့ဒူးတွေ့အသက်တာထဲမှာတက်တည်ရဖို့တက်တည်ပြန်ခံနိုင်ဖို့ဖြစ်ပါတယ်အခုတင်ကြုံတွေ့နေရတဲ့ ်အန်ဒီရီတွေဒုက္ခဆင်းရဲခြင်းတွေအခက်အခဲပြဿနာတွေကတချိန်ကျရင်ဖရာသခင်ရှေ့မှာဖရာရဲ့ကောင်းမြတ်ခြင်းကိုပြောရမယ်တက်တည်စကလုံးတွေဖြစ်လာလိမ့်မယ်ဒါကမကောင်းခြင်းတွေကကောင်းခြင်းတစ်မျိုးပဲဒါကျွန်တော်တို့ရွေးချယ်မှုပုံပေါ်ပဲမူတည်တယ် ကျွန်တော်တို့ကအခက်ခဲကြားရရနေဖရားခင်ကိုညင်းညူပစ်တင်မယ်ဆိုရင်ကျွန်တော်တို့ကဖရားနဲ့ပူဝေးသွားမယ်။ဒါပေမဲ့အခက်ခဲပြဿနာကြားထဲမှာကျွန်တော်တို့ကဖရားကိုဆုတောင်းမယ်၊ဖရားနောက်လိုက်မယ်၊နောင်တရမယ်၊ဖရားစီမှာတိုးဝင်မယ်၊အပြစ်ဝင်ချချင်းနဲ့ပြန်လာမယ်ဆိုရင်ဖရားခင်ကတင့်ကိုကောင်းကြီးအစပေါင်းမြောက်များစွာပေးမှဖရားခင်ကတင့်ကိုလက်ခံမှာပဲ။ဒါကိုနားလည်ဖို့ရန်အတွက်တန်ရှင်းသောဝိညာဉ်တော်တင့်ကိုအလင်းပေးပါစေ။တခါတလေကျွန်တော်တို့ကြုံရတဲ့ဒုက္ခပြဿနာအခက်ခဲဟာ ကြုံသွားပြီးတဲ့အခါမှာတက်တေခံစရာဖြစ်လာတယ်လို့သူများကိုလည်းနစ်သိမ့်စရာစကားတွေဖြစ်လာတယ်။တမချင်းကလည်းမှဘလို့ဖော်ပြထားလဲကျွန်တော်ဖတ်ပြမယ်။နစ်ကောအခန်းကြီး1အငယ်၄ထဲမှာလေငါတို့ဒီဖျားသခင်ကြီးဂျေဆုတော်အားဖြင့်ကိုယ်တိုင်တက်တာချင်းတို့ရှိတကယ်တို့စင်းရဲချင်းအမျိုးမျိုးကိုခံရတော့သူတို့အားတက်တာစေနိုင်မည်အကြောင်းစင်းရဲချင်းအမျိုးမျိုးတို့၌ဖျားသခင်ဒီငါတို့အားတက်တာစေတော်မူ၏ဖျားသခင်ကတင့်ကိုစင်းရဲဒုက္ခပေးကြုံတာကရကြလို့ရှိရင် ်သင်ရဲ့အဖြစ်ပြက်သင်ရဲ့အတွေ့အကြုံတွေကိုနောင်လာမဲ့ခရိယံအခုမှယုံကြည်လာတဲ့သူတွေအားနည်းနေတဲ့သူတွေကိုနစ်သိပ်ပေးတတ်ဖို့ခွန်အားပေးတတ်ဖို့ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ခွန်အားပေးနေနိဂုံချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ဂျေဇုရောချင်းဝမ်းနဲ့ကိုတော့ဒီကနေ့မနက်မှာလဲအခက်ခဲပြဿနာဒုက္ခဆင်းရဲခြင်းကြားထဲကနေဖခင်သခင်ကိုမြင်လာနိုင်တယ်ဆိုတဲ့အကြောင်းကိုနှုတ်ကပတ်တော်အားဖြင့်အတူတူကခံယူတည်ဆောက်သွားတယ် ဒုက္ခစီးရဲ့ကြုံတိုင်းကြုံတိုင်းမှာဖယားသခင်နဲ့နဖူးတွေ့ဒူးတွေ့တွေ့ပြီးတော့မှတက်တေခံစရာဘုံတော်ထင်ရှားစရာကောင်းကြီးမင်္ဂလာဖြစ်စရာဖြစ်စေပါမိအကြောင်းယေရှုတော်ချီးမွမ်းနဲ့ဆုတောင်းတဲ့အခါမှာဂေဒင်ပန်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖယားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာပြီးကောင်းကြီးပေးပါစေတော့